ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ငါရဲ့ခင်မီရဲ့ဆက်လေးကအရန်မိုက်တာပဲဒီဟာနဲ့ငါရဲ့အဝတ်တွေအားလုံးကခဏလေးနဲ့ပဲတန့်ရှင်းသွားတာကဲမနေ့ပိုင်းအိမ်လုပ်တွေအကုန်လုံးတော့ပြီးသွားပြီအခုငါအဝတ်တွေအားလုံးကိုရှင်းလိုက်တော့မယ် ။ "तू ကလည်းအခုပဲလာရတာလား။စာမတက်ပြီးမတက်တော့သူမ။ကြည်ဟာ၊သူ့လက်တွေနဲ့ဝတ်တွေထိုင်လျှော်နေလိမ့်မယ်။ယရနာကတီတာအချောင်းကိုဒီတိုင်းပဲသူ့စိတ်ထဲမှာ တွေးနေပါတယ်။တီတာကတော့အဲ့ဒီနေရာမှာပဲရေစလုံးထဲမှာသူ့ဝတ်တွေထည့်ပြီးလက်နယ်ပဲလျှော်ပါတယ်။တီရာဝိရှောင်းနေချိန်မှာတီရာဝိတွေတွေကစက်ပြမြုံတွေယရနာရဲ့ဝိတွေပေါ်ဆင်သွားတဲ့အခါမှာတော့ဟာယရနာငါ့ကိုခွလွတ်ပါနော်ငါတမင်သက်သက်လောက်တာမဟုတ်ပါဘူးမပြောလို့စဖြစ်သွားတာပါ ဘာကိုခွင့်လွှတ်ပေးရမှာလဲနင့်ရဲ့ညစ်ပတ်နေတဲ့အဝိတ်တွေပေါ်ကအမြုပ်တွေငါ့ပေါ်ကြောင်လုံလိုက်တော့မှာတော့ငါ့ကိုလာပြီးတော့ခွင့်လွှတ်ပါရလားတိုးသူမနင့်ရဲ့ဝိတ်ရှော့စက်ထဲမှာမရှော့တက်ဘူးလားဟမ်ဘယ်အချိန်ကြည့်ကြည့်လဲငါ့ကိုနှောက်ရက်ဖို့ပဲနေသိရဲ့ငါတောင်းမမှာရဲ့ယတနာရဲ့အဝိတ်တွေပေါ်ကညစ်ကြေးတွေတက်ရှင်းသွားအောင်လို့ဒီလိုမျိုးရိုက်ပြီးတော့ရှော့မရမှာပဲလေဘာရင်းလဲဟာအခုငါ့ရဲ့ဒီစာရီကိုလည်းနေမဲရှော့ရတော့မှာနော်နင့်အဝိတ်ပေါ်ကညစ်ကြေးတွေပေနေတဲ့စာရီကိုငါကလေငါ့ရဲ့ဒီအဝိတ်ရှော့စက်ထဲမှာတော့ထည့်ပြီးတော့ရှော့မှာမဟုတ်ဘူး တောသူမအသုံးမချတဲ့တောသူမယရနာကဒီလိုပြောပြီးတိရနာကနေထွက်သွားပါလို့တဲ့ယရနာနဲ့တိရနှစ်ယောက်လုံးကဒုံမြတ်ရဲ့ချွေးမာတွေပါအိမ်မှာယရနာကမြို့သူဖြစ်ပြီးတော့တိရကတော့တမယူးကြတောသူမလေးပဲဖြစ်ပါတယ်ဒုံမြတ်မာကတော့သူ့ချွေးမာနှစ်ယောက်လုံးနဲ့အဆင်ပြေပါတယ်ဒါပေမဲ့ယရနာကတိရကို လူမကျဖြစ်နေပါတယ်ဒီအတွက်ကြောင့်မို့လို့ဒုံမြတ်ကသူ့တို့နှစ်ယောက်ကိုတတ်တတ်စီခွဲထုတ်လိုက်ပါတယ် အခုတော့တိန်နေမှာပင်ချိန်မနှစ်ယောက်လုံးကတက်တက်စီနေကြပါတယ်။ရှင်တနာငါ့ကိုဘာလို့အမြင်ရဆူငေါ့နေရလဲမသိဘူး။ဟုတ်ပါတယ်။မှန်လဲမှန်ပါတယ်။ငါတိုးသူမှဖြစ်နေရ ው ။ငါ့ရဲ့ယောက်ျားရဲ့ဝင်ငွေရလဲသူ့ရဲ့ယောက်ျားရဲ့ဝင်ငွေထက်နေရလေ။ဒါပေမဲ့ဒီကြောင်းပြချက်လေးနဲ့တော့သူငေါ့ကိုဒီလိုမျိုးစိတ်မဆိုးတင်အောင်။တနန်းစီကကောင်းတဲ့တီတာကတော့ရတနာရဲ့အပြုတ်မှုကြောင့်ဝန်းနေနေရပါတယ်။ဒီလိုပုံစံမျိုးနဲ့ပဲနေရတွေအများကြီးကုန်ဆုံးလာခဲ့ပါတယ်။ပြီးတော့တနေ့မှတော့ သမီးတို့အမေကြီးအရေးကြီးတဲ့စကားတစ်ခုပြောဖို့ခေါ်လိုက်တာ သမီးတို့နှစ်ယောက်တည့်ရဲ့အတိုင်းပဲလေငါ့ရဲ့ရောင်မလေးရဲ့မိသားစုဝင်တွေကများတယ်သူတို့ကမနေ့ပြန်ကြလို့ရှိရင်ငါတို့ရဲ့ကိုအလဲလာဖို့ရှိတယ်အဲ့ဒီအတွက်ကြောင့်ညီတို့အဲ့ခံမှုပြင်ဆင်ထားကြနော်ရှင်သူတို့ကမနေ့ပြန်ကြရင်သမီးတို့စီကိုလာမှာလားဟုတ်တယ်ပြီးတော့သမီးတို့အရေးကြီးတာတစ်ခုကြိုးမာထားမယ်နော်ဧတရီရှိမှာတော့တယောက်နဲ့တယောက်မတည့်တာတွေအုံငေါက်တာတွေမလုပ်ကြနဲ့အဲ့ဒါတွေကိုနင်တို့ခဏခဏလုပ်လုံလို့ ဒုံမြရဲ့စကားကြောင့်ချင်းမလေးနှစ်ယောက်လုံးကအတန်တိတ်သွားကြပါရဲ့ယရနာလေးဧသေးရီလာမကိုစိတ်ပူနေပြီးတော့တိရမာလေးစိတ်ပူနေပါရဲ့မေအတွေ့အိမ်မှာမိသားစုဝင်၉ယောက်ရှိကြတယ်အဲ့ဒီမှာလူတွေအများကြီးအတွက်အိတ်ခံကျွေးမေးဖို့အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါကြောင့်သမီးဒီနေ့ပဲဈေးထဲကိုသွားပြီးတော့ဝယ်စရာရှိတာဝယ်လိုက်မေလေနောက်ကျရင်အချိန်ရောမိပါမလားမသိဘူးတိရကဒီလိုပြောပြီးတော့ဈေးထဲကနေဧသေးရီကိုအိတ်ခံဖို့အတွက်ပစ္စည်းတွေကိုခြေခြေမိတ်သွားဝယ်လိုက်ပါရဲ့ ငါကတော့အားလုံးရဲ့အကြိုက်ကိုပဲချက်တွေးလိုက်တော့မယ်။ဒါပေမဲ့အခုအတွက်တော့တူစရာတွေနဲ့တခြားဟာတွေနည်းနည်းပါးပါးသွားဝင်လိုက်အောင်မယ်။တီရာကလူပြောပြီးတော့အာလူကျက်တုန်ဒီကျက်တုန်ဖြူမယူသီးနဲ့တခြားအလွဲတကူမပုတ်သွန်းနိုင်တဲ့ဟာရီကိုဝယ်ပြီးမဆလာဆိုင်ကိုသွားလိုက်ပါတယ်။ဒီကအဲ့ဒီကနေမဆလာပစ္စည်းတွေဝယ်ခဲ့ပါတယ်။အကိုမယူသီး90သားလောက်ပြီးတော့ဇီယာလေးပါထည့်ပြီးအောင်။တီရာကဒီလိုပုံစံမျိုးနဲ့ပစ္စည်းတွေဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ်။ တဖက်မှာရတနာကလည်းပစ္စည်းတွေဝယ်ဖို့အတွက် shopping mall တစ်ခုကိုရောက်လာခဲ့ပါတယ်။အိမ်မှာဧည့်သည်လေးလာမယ်ဆိုတော့ငါသက်လာပါပါဖြစ်နေဘွားရေးကြည့်ရလေ။ငါသူတို့ရဲ့ရှေ့မှာမလာပါပါဖြစ်နေလို့ရှင်ဘယ်လိုလုပ်မလဲ။ဒီတော့ငါဒီနေ့မှာ skin care လိုက်လို့မယ်။အဲ့ဒီနောက်တော့ salon ကနေပြီးတော့ zucchini လက်ပြင်လိုက်မယ်လေ။ပြီးလို့ရှင်ရင်အဝတ်စားလလလေးလည်းဝယ်လိုက်မယ်။ရတနာကဒီလိုပြောပြီးသူ့အတွက်ပစ္စည်းတွေကိုဝယ်လိုက်ပါလို့တယ်။ခဏကြာမှချွေးမနှစ်ယောက်လုံးကအိမ်ကိုရောက်လာခဲ့ကြပါတယ်။အဲ့နောက်မှာဒုံမြက သမီးတို့အဲ့တဲ့တွေတော့ဘာတွေပါလာကြလဲအမေအိမ်မှာငရုတ်တီးမစလားအဲ့ဒါတွေနဲနေပြီဆိုတော့သမီးအဲ့ဒါတွေဝယ်လာလိုက်တယ်ပြီးတော့ကုံချောင်းပစ္စည်းနဲ့နဲ့ပပလည်းဝယ်လိုက်သေးတယ်ဒါပေမဲ့အမေပြောလေသမီးမေသမီးအဲ့တဲ့တွေကိုဘာတွေတိုက်ရမလဲဆိုတော့ဆုံးဖြတ်လို့မရသေးဘူးဈေးကြီးရဲ့ဖြော်ရည်တွေဘာတွေကသမီးမတက်နိုင်ဘူးလေအမလေးသမီးကလည်းအမေကြီးတို့အိမ်နောက်ဖေးရလဲထဲမှာမဏိလန်စီကနေပြီးတော့တံမြတ်ကြီးကိုဝယ်လိုက်ပေါ်ဝယ်လိုက်လို့သာပြောတာပါ။ तू ပစံယူမှာမဟုတ်ဘူး။ သူ့စီရတမရသေးရေယူပြီးတော့တမရရေဖြော်ရေးတိုက်လိုက်ပေါ့ဒုံမြရဲ့စကားကြောင့်တီရာလင်းအကြံရပြီးဒေါနီလာရဲ့လေထဲကနေတမရသေးရေယူလာပါတယ်ဒီဘက်မှာစာမတက်ပြီးမတက်တိုးသူရွာကမင်းကလေးဟာဒီလောက်ပြင်ဆင်နေပေမဲ့လည်းဒီဘက်တစ်ဖက်မှာတော့တမီတမီယတနာရောဘာရီယူလာလဲတမီကဧည့်သည်တွေအတွက်အခုကလေးကဘာမှမယူလာဘူးသူတို့လာမှပဲတမီစီစဉ်လိုက်မယ်လေယတနာရဲ့စကားကိုဒုံမြကဘာမှပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး ဒီလိုနဲ့ဒီနေ့လေးအကုန်ဆုံးသွားခဲ့ပါတယ်။နောက်နေ့မှာအိတ်သေးရီအင်ကိုရောက်လာကြပါတယ်။ဒုံမြရဲ့အင်ကအိတ်သေးရီနဲ့ပြေးသွားခဲ့ပါတယ်။ယောက်မလည်းခုလိုပဲခဏခဏလဲလာပါလား။ဩဟုတ်ပါပြီယောက်မရဲ့။အခုရှင်တို့အားလုံးဒီကိုရောက်လာကြတာဆိုတော့ရှင်တို့ပဲထွေးမစီမှာရင်ဦးဆုံးတင်းမှာလဲဆိုတော့ရှင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်ခွင့်ရှိရဲ့။ဒီဘက်မှာကျမရဲ့မြို့သူထွေးမလေးနေပြီးတော့ဒီဘက်မှာကျတော့တည်ရနေရလေ။ဟာဒီလောက်ပူအိုက်နေတာ။ မြို့သူချွေးမလေးကချမ်းသာတော့ငါသူ့စီကိုပဲသွားလိုက်မယ်လေ။ရောင်းမဒီနေ့တော့မြို့သူမလေးပတ်မှာပဲတဲလိုက်တော့မယ်နော်။တရစီကိုကြတော့နောက်နေ့မှပဲသွားလိုက်တော့မယ်။အုံနိုးသူတို့ကလည်းငါစီကိုအရင်လာတဲရလား။ကြော့ပါကြော့ပါရောက်ခမတော်လေ။တမိဘက်ကိုအရင်ရွေးပေးလို့ဝမ်းသာလိုက်တာ။ယရနာကသူတို့အားလုံးကိုသူ့အခန်းလေးခေါ်သွားခဲ့ပါရီ။တခန်းလုံးကအေးမြနေခဲ့ပါရီ။အခန်းထဲရောက်တော့ဒေါလာကသူ့သားကိုပြောခဲ့ပါရီ။တွေ့လားသား။ အဲ့ဒါကြောင့်အမေကမြို့သူချွေးမဘက်ကိုအရင်ယူတာသူ့စီမားလေတတ်တောက်တတ်တာရှိတယ်ကြည်ဟာသူငါတို့ကိုအဲ့ခံဖို့စားကောင်းတောက်ခွေတွေယူလာပေးမှာအားလုံးကအဲ့ဒီပုံစံအတိုင်းပဲစောင့်မျှော်နေကြပါလိမ့်ဒါပေမဲ့ယရနာကတော့သူတို့ကိုခဲထဲမှာထိုင်ခိုင်းပြီးတော့သူကိုယ်တိုင်လှပြင်းနေခဲ့ပါလိမ့်သူကအဲ့တဲ့တွေကိုဘာမှကြွေးမွေးခြင်းမရှိခဲ့ပါဘူးခဏကြာမှတော့နေလေစာစားဖို့ချိန်ကို ရောက်လာပါလိမ့်နေလေစာကိုယရနာကအပြင်ကနေပဲအော်ဒါမှလိုက်ပါလိမ့်အတော့ သမီးကဒီပူရီခင်းနဲ့တသက်လွတ်တံပေါက်ကိုအပြင်ကနေအော်ရာမှားထားလိုက်တာစားကျင်နေသူကဒီစပွဲပေါ်ကနေယူစားနိုင်နေနော်သမီးရဲ့တငယ်ချင်းဖုန်းလာနေလို့သမီးသူနဲ့စကားပြောပြလိုက်အောင်မယ်နော်ရတနာကဒီလိုပုံစံမျိုးနဲ့ပဲဘသူကမှဂေးမဆိုင်ခဲ့ပါဘူးဒီတော့ဘသူကမှကောင်းကောင်းမွန်မွန်ကြွေးမွေးခြင်းလည်းမရှိခဲ့ပါဘူးသူ့ရဲ့အိတ်ခံပုံတွေကိုကြည့်ပြီးအဲ့တဲ့ရီကိုယ်တိုင်ပဲသူ့ခန်းထဲကနေထွက်လာကြပြီးတော့ဟော့ကန်ထဲမှာထိုင်လိုက်ကြပါလေသူတို့ဟော့ကန်ထဲမှာထိုင်နေတာကိုတီတာကမြင်ပြီးဟာအတော်တို့ လပ်ပူအိုက်နေရောဟောကနေမှာဘာထိုင်လုပ်နေရလဲဒီကပန်ကလီနေနေပြီလားလေလာပါတော့ရဲ့အခန်းထဲကိုလက်ခဲ့ကြလေသမီးအားလုံးအတွက်စီစဉ်လိုက်ပါမယ်တိရကသူ့ခန်းထဲကိုအမြဲဝင်သွားပြီးတော့အိယာနာမှာဖျားတစ်ချက်ခင်းလိုက်ပါလေသူ့ခန်းထဲမှာအိတ်တွေရောက်ပြီးတော့အိတ်ချင်းတဲ့သူကအိထိုင်ကျင်းတဲ့သူကထိုင်လိုက်ကြပါလေတိရကတော့ပန်ကားဖွင့်ပြီးအရိကနေထွက်လာခဲ့ပါလေသူတို့ကတော့ယတနာစီကအိတ်ခံပြီးတော့သွားကြပြီအခုငါအိတ်ခံဖို့အတွက်စီစဉ်ရတော့မယ်ကဲ သူတို့ရဲ့နားယူနေတဲ့အချိန်မှာငါကြောက်ပြားပေါ်မှာမက်ဆလာတွေကြိတ်တဲ့အလုပ်ကိုပြီးအောင်လုပ်ရမယ်။အဲဒီနောက်သူတို့ပြောတဲ့ဟာရီကိုပဲဦးစားပေးပြီးတော့ချက်လိုက်မယ်။တီရာကဒီလိုပြောပြီးတော့လက်နေပိမက်ဆလာထိုင်ထောင်းနေပါတော့တယ်။ခဏကြာမှတော့အားလုံးနိုးလာကြပါလိမ့်။အဲဒီနောက်မှာတီရာကသူတို့ကိုသူတို့ရဲ့အကြိုက်မေးပြီးအကြိုက်အလျောက်ဟင်းတွေချက်လိုက်ပါလိမ့်။အဲ့နောက်မှာအားလုံးအတွက်မြစ်တာအပြင်နေစပွေးပေါ်မှာစားစရာတွေကိုခြာပေးလိုက်ပါတယ်။ကဲဒါကြတော့တွေ့လားကျမချွေးမလီပါရီချက်ထားလေဆိုတော့ကြည့်ပါဦး။ တံပေါက်၊ကစုံရကြော်နဲ့အစုံမဲအရန်စားကောက်ပါပဲနော်။ပြီးတော့ဒီမှာတက်မြိုက်ဖြော်ရီလေးဖြော်ထားသေးတယ်။ဘာ?တက်မြိုက်ဖြော်ရီလား?ကြိတ်သွားပြီသမီးရဲ့။အားလုံးကတိုးသူမှချွေးမလေးရဲ့အခမ်းမှုကိုပဲသဘောကျကြပါတယ်။ဒီလိုနဲ့ညာအချိန်ကျလို့လေတိုးသူချွေးမကအားလုံးအဆင်ပြေပြေအိတ်နိုင်အောင်အတွက်အိနီနာချင်းကနေပန်ကာလေးငှားလာခဲ့ပါတယ်။ပြီးတော့လာသားဆောင်ပေါ်မှာခြံအောင်ထောင်းပြီးတော့အားလုံးကိုအိယာခင်းပေးလိုက်ပါတယ်။ ဒီလိုဆိုတော့အလုံးပူအိုက်တဲ့ယာတီမှာအေးအေးဆေးဆေးအိတ်နိုင်ခဲ့ကြပါတယ်။နောက်နေ့မနက်မှာမနက်စာစားပြီးတဲ့နောက်ဧသည်ရီအလုံးပြန်ဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ချွေးမနှစ်ယောက်လုံးနဲ့ရောက်ခမဖြစ်သူကတကားပါမှာမတည့်ရက်နေကြပါတယ်။နောက်လည်းလေလာပါဦးနော်ရောက်မှဒီတစ်ခေါက်တော့ဒီလောက်မကြာစီနဲ့။ဟုတ်ကဲ့ပါရောက်မှရဲ့လာမှာပေါ့။ခုတော့သွားခွင့်ပြုံနော်။သမီးလေးဒါကိုလက်ခံပါဦး။ဟာမယူပြရစီနဲ့တော့ရဲ့။ယူပါသမီးရလဲ။တော်မဖို့ပြီးနေရလေ ဟုတ်တယ်မကြီးတီရာမကြီးရဲ့လက်ရာတွေကရန်စားကောင်းတယ်စားတော့ပြီးလုံးဝကျေနပ်တယ်ညော့ပါကျွန်တော်ဘက်ကလည်းလက်ခံပေးပါဦးဒီလိုပုံစံမျိုးနဲ့တီရာကိုအားလုံးကမုံမိုးရီပေးကြပါရယ်အဲ့နောက်မှာဧည့်သည်တွေအားလုံးက ပြန်သွားကြကြပါရယ်ယတနာမှာတော့တီရာရဲ့မျက်နှာကိုငေးကြည့်နေရပါရယ်ဒီခါမှာဒုံမြကပြောပါတော့တယ်သမီးယတနာနေလက်ပလာနေပါလားစောင့်ဆုံးမှာတော့သမီးတို့ရဲ့တော်ကသမီးဘက်မှာပဲတဲခဲ့တာမဟုတ်ဘူးလားဘလို့ဖြစ်တာတော့ သူတို့ကသမီးကိုဘာလို့မဖို့မပြီးခဲ့ကြတာလဲအမေအဲ့ဒါဟိုသမီးအိမ်မှာဧည့်သည်တွေရောက်လာလို့ရှင်သူတို့ကိုကောင်းကောင်းမွန်မွန်ဧည့်ခံရရလေသူတို့နဲ့ဝေးရအောင်မတွားရဘူးဧည့်သည်တွေဆိုတာနှစ်ဖယောက်တစ်ဖွဲ့ပဲသမီးတခြားသူတွေရဲ့လေးစားမှုကိုလိုချင်လို့ရှင်အရင်ဆုံးအိမ်ကိုရောက်လာကြတဲ့ဧည့်သည်တွေကိုအရင်လေးစားတော်မြတ်ရဲ့စကားတွေကြောင်းယရဏမှာရှင်းလွန်းလို့ခေါင်းငိုက်ဆိုင်နေခဲ့ရပါတယ်အခုတော့သူကသူ့ရဲ့စင်းရဲမှုနဲ့ခင်မီနေမှုက ဒီနေရာမှာဘာမှအသုံးမဝင်တော့တာကိုနားလေသွားပါတော့တယ်။ယတနာရဲ့အဲ့ဒီအကျင့်ကိုဘယ်သူမှမကြိုက်ပါဘူး။ဒါပေမဲ့သူနားလေလိုက်တာကစိတ်နှလုံးချမ်းသာတွေသူကသာစစ်မှန်တဲ့ချမ်းသာသူဖြစ်တယ်ဆိုတာပါပဲ။ဒီကနေ့ဖြစ်ရဖြစ်ပြီးအနောက်နေ့ကစပြီးယတနာကတီရကိုဘယ်တော့မှရန်လိုစိတ်လည်းမရှိတော့ပါဘူး။ပြီးတော့သူတို့နှစ်ယောက်ကြားမှာအားလုံးအဆင်ပြေချုံးမွေသွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။